ကိုယ့်ရဲ့အနာဂတ်အတွက်အလို့အကင်အတွက်အရေးကြီးဆုံးပဲလို့ကိုယ်တိုင်ယုံကြည်ဖားတဲ့အရေးချင်းတွေကတိတ်မကြခင်မှာမေးအတော်မဝင်တော့ဘူးဆိုရင်ဘယ်လိုလုပ်ချမလဲကဲဒီနေ့မှတော့ Daniel Pinker အသွေးခေါ်အစ်တစ်ခုကိုအခြေခံပြီးကျွန်တော်တို့ကဘာကြီးကိုတိတ်တဆိတ်ဖုံဖော်နေတဲ့အပြောင်းလဲကြီးတစ်ခုအကြောင်းကိုပြောပြသွားချင်ပါတယ်။ဘောရင်ကလူတွေကိုအောင်မြင်စေခဲ့တဲ့အရေးချင်းတွေကအခုခေတ်မှာတကယ်ပဲအတော်မဝင်သွားတာလားဒီမိကန်းကကျွန်တော်ရဲ့ဒီနေ့ဆွေးနွေးမှုကိုလင်းကြောင်းပေးသွားမှာပါ ပြီးတော့ဒါဟာကျွန်တော်တို့တယောက်ချင်းစီအတွက်ဘလတောင်အရေးပါနေတယ်လဲဆိုတာကိုလည်းမိမောင်းထုတ်ပြန်နေပါတယ်။ဟုတ်ပါတယ်။ကျွန်တော်တို့ကခစ်တခဲ့တဲ့အဆုံးသက်ကိုရောက်နေပါပြီ။ဘယ်လိုခက်လဲဆိုတော့ယုတိကြကြစဉ်းစားရစနစ်တကျသုံးသက်တွေအဲ့လိုအသိပညာလုံသားကြီးကြီးစုတ်ခဲ့တဲ့ခစ် information age လို့ခေါ်တဲ့တရင်အချက်လက်ခစ်ရဲ့နေဝင်ခြင်းကိုရောက်နေတာပါ။ဆက်စနစ်ပေါင်းများစွာပေါ်သောအောင်မြင်မှုဆိုတာကိုဖေဘဲဦးနှောင်းရဲ့တွေးခေါက်ကွန် Air Directed Thinking ပေါ်မှာပဲတည်ဆောက်ခဲ့ကြတယ်။ဒါကိုကွန်ပျူတာတလုံးလိုမျိုးတွေးကြည့်လို့ရပါတယ်။ ရာရာကိုယူတီကြကြအစင်စင်ပြောစနစ်တကျခွဲချမ်းဆိုင်ဖျားပြီးကြွချက်တာမျိုးပေါ့ရွှေနေတဲ့စာရင်ကွိုင်းနဲ့ programmer တွေဆိုတာဒီလိုတွေးခေါ်မှုပုံစံရဲ့အကောင်းဆုံးတက်တယ်တွေပါပဲဒါပေမဲ့လေအဲ့ဒီအရေးချင်းတွေကအခုချိန်မှာလိုအပ်နေတော့မယ်ဆိုပေမဲ့အရင်ကလိုတော့လုံလောက်မှုမရှိတော့ဘူးဇလန်ကအဲ့ဒီမှာပဲပြောင်းလဲဖြစ်လာတာပါဒါဟာကျွန်တော်တို့ကိုလက်တွေ့ဘဝအတိတ်တစ်ခုစီကူးပြောင်းမှုအချက်ပေးနေတယ်လို့ပြင်ဆင်ဖို့အချိန်ကြပြီဆိုတော့ကိုလည်းသတိပေးနေတာပါ။ဒါဆိုရင် အဖြောင်းလဲကဘာလဲအဲ့ဒါကိုနားလဲဖို့ဦးနှောင်းရဲ့ဘဲချမ်းနဲ့ညာချမ်းကဘလို့ ग्वा ချပြီးအလုလုတလဲဆိုတာကို ကြည့်လိုက်ရအောင်တခုကို L director လို့ခေါ်ပြီးနောက်တခုကိုတော့ R director တွဲခေါ်မှုလို့ခေါ်ကြပါစို့ဒီမှာကြည့်လိုက်ရင်တွဲခေါ်ပုံတစ်ခုရဲ့ ग्वा ချချက်ကိုရှင်းရှင်းလေးလေးမြင်နိုင်ပါတယ်ဘဲဘချမ်းကစရင်စရာတခုလိုပဲအရာရာကို အစင်လိုက်စနစ်တကျတိတိကျကျခွဲချမ်းစိတ်ဖြားတယ် ညာဘက်ချမ်းကတော့ပန်းချီကတစ်ချက်နဲ့တူတယ်။အစိတ်ကိုင်းလေးတွေထဲခြုံကုန်ပြီးဖောက်ရုံကြီးကိုမြင်တယ်။ဆက်ဆက်မှုတွေနဲ့အနောက်ွယ်ကအဒီပယ်တွေကိုရှာဖွေတယ်။တစ်ခုကအဖြေရှာတယ်။နောက်တစ်ခုကတော့ပုံစံအစ်စ်တွေအမြင်အစ်စ်တွေကိုဖန်တီးပါတယ်။ကောင်းပြီဒါဆိုရင်ဒီအပြောင်းလေးကြီးကဘာလို့အခုမှဖြစ်လာရတာလဲအဓိကတွန်းအားဟီပုံးဟုကကျွန်တော်ရဲ့ကဘာကိုဘလို့ပြန်ပြီးပုံဖော်နေသလဲဆိုတော့ကိုတစ်ချက်ကြည့်လိုက်ကြရအောင်ပထမဆုံးတွန်းအားကတော့ပိုးကြွယ်ဝဲမှု abundance ပါ လူတွေကြွယ်ဝချမ်းသာလာတာနဲ့မြောက်အခြေခံလူအပ်ချက်တွေထအလားအပနဲ့အသေးပေကိုပို့ပြီးတမိုးထလာကြတယ်။ဥပမာစဉ်းစားကြည့်လေအရင်ကအင်တာဘရက်ဆိုတန့်စင်းလို့ဖွပေးသူမလားအခု targets လို့စရိုးဆိုင်ကြီးတွေမှာတော့နမေကြီးဒီဇိုင်နာ Michael Graves ဒီဇိုင်းထုတ်ထားတဲ့အင်တာဘရက်ကိုဝယ်လို့ရနေပြီ။ဒါဟာအသုံးဝင်မှုတက်တက်ထက်အလားတရားနဲ့ခန်းစားချက်ကိုပါတမိုးထလာကြတယ်ဆိုတာကိုပြနေတာပဲ။ဒုတိယတွန်းအားကတော့အာရှအေရှားပါ အိန္ဒိယလိုနိုင်ငံတွေမှာရှိတဲ့ရေအချင်းရှိတဲ့ကျွမ်းကျင် လုပ်သားတွေဟာဘဲဘက်ဦးနှောင်းနဲ့လုပ်ရရဲ့ပုံမှန်အလုပ်တွေကိုအမေရိကန်ကကုန်ကျစရည်ဆယ်ပုံတပုံလောက်နဲ့လုပ်ဆောင်နိုင်လာကြတယ်။ဥပမာ programmer တယောက်ရဲ့အလုပ်မျိုးပေါ့။ဒါဟာလုပ်ငန်းတွေကိုတခြားနိုင်ငံတွေစီ outsource လုပ်လာစေတဲ့အဓိကအကြောင်းရင်းတစ်ခုဖြစ်လာတယ်။ဒီကိန်းကနန်းကိုကြည့်လိုက်ပါ။ Forest Star Research ရဲ့ခန်းမှန်းချက်အရ2009ခုနှစ်မတိုင်ခင်မှာပဲအမေရိကန်ကနေကွန်ဂျာစီနည်းတဲ့နိုင်ငံတွေကိုရုံးဝင်ထမ်းအလို့အကိုင်းပေါင်း3.3တန်းလောက်ရွှေ့ပြောင်းသွားလိမ့်မယ်လို့ဆိုပါတယ်။ဒါဟာတိတိမောမောကိစ္စမဟုတ်ပါဘူး။အစင်လာအသိပညာအလုပ်တွေပေါ်တက်ရောက်မှုဘလောက်ကြီးမားတယ်ဆိုတာကိုရှင်းရှင်းလင်းလင်းပြနေပါတယ်။နောက်ဆုံးတွန်းအားကတော့အလို့အယောက်စနစ် automation မှာနည်းပညာတွေကပယ်တဲ့ဦးနှောက်နဲ့လုံရတဲ့အလုပ်တွေကိုလူတွေထက်ပိုကောင်းအောင်ပိုမြောင်အောင် လုပ်နိုင်လာပြီ။ တမိုင်းဝင်သွားတဲ့အဖြစ်အချက်တစ်ခုကတော့စစ်တူရင်ကစားသမားကြီး Gary Kasparov ကို Deep Blue Computer ကအနိုင်ယူခဲ့တဲ့ပွဲပါပဲ။အဲ့ဒီနေ့မှာလူသားတယောက်ရဲ့ယူတီချချက်တွက်ချက်နိုင်စွမ်းကိုစက်ကကြော်လွန်သွားနိုင်တယ်ဆိုတာကိုတတ်တည်ပြခဲ့တာပါ။ကဲအခုဆောင်ယူပြဿနာနဲ့အကြောင်းရင်းတွေနဲ့အဖြေစီကိုကူးပြောင်းကြအောင်။ဒါကတော့ Kit Conceptual Age လို့ခေါ်ရတဲ့အယူအဆဆရာခေကိုကြိုဆိုလိုက်ပါရစေ။ ပြီးတော့ဒီခေတ်သစ်မှာအောင်မြင်ဖို့လိုအပ်တဲ့ရည်ချင်းတွေအကြောင်းဆက်ပြောကြမယ်။ခေတ်သစ်မှာလိုအပ်တဲ့အရေးချင်းနှစ်ခုထဲကပထမတစ်ခုကတော့ high concept ပါ။ဒါကဘာကိုဆိုလိုတယ်လဲဆိုတော့အချက်အလက်တွေကြားတဲ့ကဆက်ဆက်နေတဲ့ပုံစံတွေကိုမြင်နိုင်စွမ်းမဆိုင်ဘူးလို့ချင်ရတဲ့အတွေ့တွေကိုစမ်းသစ်တဲ့အရာတစ်ခုဖြစ်ပေါင်းစပ်နိုင်စွမ်းပါ။ဒါဟာတီထွင်သူတယောက်လိုအမှုပညာရှင်တယောက်လိုတွဲခေါ်နိုင်စွမ်းပဲဖြစ်ပါတယ်။ဒုတိယအရေးချင်းကတော့ high touch ပါ ဒါကတော့စက်တီဘယ်မှလိုက်မလို့နိုင်တဲ့လူသားတွေရဲ့ဆက်ဆံရေးနဲ့ပတ်သက်တဲ့အပိုင်းမှာတခြားသူတယောက်ရဲ့ခံစားချက်ကိုနားလည်ပေးနိုင်တာသူတို့နဲ့စိတ်ချင်းဆက်တွေ့နိုင်တာပြီးတော့ကိုဘွားအတွက်ပူကြီးမားရဲ့အထေဘယ်ကို ရှာဖွေနိုင်စမဲထိပါရယ်ဒီစကားကိုနားထောင်ကြည့်ပါဒါကကဘာကျော် GM ကားကုမ္ပဏီရဲ့အမှုဆောင်ဟောင်း Robert Lutz ပြောခဲ့တာပါသူကကျွန်တော်တို့ကအမှုပညာလုပ်ငန်းထဲမှာရှိနေတာလို့မြင်နေအမှုပညာဖျော့ဖြေးရေးနဲ့ရွေ့လျားပန်းဖို့ပေါ့ တိုက်တိုက်ဆိုင်ဆိုင်ပဲအဲ့ဒါကတည်ယူဖို့ဆောင်ရည်ကိုလည်းလုပ်ပေးသေးတယ်။ဆက်မှုလုပ်ငန်းကြီးတစ်ခုကတော့မှညာဘက်ဦးနှောက်လွှာမှုတဲ့ all directed အပြောင်းလဲကိုဘလောက်ထိလက်ခံလာပြီလဲဆိုတာဒီစကားကသက်သေပါပဲ။ကဲနောက်ဆုံးအပိုင်းမှာတော့ဒီခေတ်စ်မှာရှင်သန်အောင်မြင်ဖို့အတွက်ရှင်လင်းပြီးလက်တွေ့ကြတဲ့မူပေါင်းတစ်ခုကိုသင်ပြသွားမှာပါ။ဒါကိုအာယုံချောပါလို့ခေါ်ကြရအောင်။ဒီခေတ်စ်အတွက်ကျွန်တော်ရဲ့တွေးခေါ်ပုံကို အစစ်မြင့်တယ်မှုအဓိကအရေးချင်း6ခုကိုမွေးမြူရပါမယ်။ နံပါတ်1ကဒီဇိုင်းမှာအရာတွေကိုအတုံးဝင်ယုံတက်တက်မကပဲလှပပြီးဆွဲဆောင်မှုရှိအောင်ဖန်တီးပါ2ကစတိုရီပါ အချက်လက်တွေချီပြောမယ်အစားလူတွေရဲ့စိတ်နှလုံးကိုထိစေမယ်ဇာတ်လမ်းတွေပြောပြ3ကစင်ဖိုနီပါအသေးစိတ်အစိတ်ပိုင်းတွေကိုပဲကြည်မနေပဲအားလုံးကိုပေါင်းစပ်ပြီးခြုံငုံတုံတက်နိုင်စွမ်းကိုတိဆောက်ပါ4ကအမ်ပသီပါတခြားသူတွေရဲ့နေရာကနေဝန်ခံစားပြီးသူတို့နဲ့စစ်မှန်တဲ့ဆက်ဆံရေးတွေတည်ဆောက်ပါ။၅က play ပါ။ အလုံးနဲ့ပွားတဲ့ကိုပျော်ရွှင်မှုနဲ့ဟာတာညံ့တွေယူဆောင်လာပါနောက်ဆုံးနံပါတ်6ကတော့ meaning ပါရုပ်ပိုင်းဆိုင်ရာတွေထပ်ပိုးကြီးွားတဲ့ရည်ရွယ်ချက်ကိုရှောက်ဖွေပြီးစိတ်ပိုင်းဆိုင်ရာပြည့်စုံမှုကိုတည်ဆောက်ပါအယူအဆဆိုင်ရာခေတ်ကတော့ရောက်လာပါပြီဒီတဲ့အားလုံးပဲအဆင်တင်ဖြစ်ပြီလားဒီနေ့ကျွန်တော်တို့ဆွေးနွေးခဲ့တဲ့အတွေ့အခေါ်တွေကကိုယ့်ရဲ့အလုပ်ကိုယ့်ရဲ့ဘဝနဲ့ကိုယ့်ရဲ့အနာဂတ်ကိုဘယ်လိုများပြန်လဲပုံဖော်နိုင်မလဲဆိုတာကိုတန်စဉ်းစားကြည့်ဖို့ဒီမေးခွန်းလေးနဲ့ပဲအဆုံးသတ်လိုက်ပါစေ။